မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ23ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်မျိုးသိန်းတိုက်ပွဲသတင်းကတော့မြန်မာအိန္ဒိယနယ်စပ်ဖြစ်တဲ့ချင်းပြည်နယ်တွန်းဆန်မြို့ကိုချင်းတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ရာစစ်ကောင်စီအုပ်စုအလောင်း20လောင်းလက်နက်အလက်50နဲ့ငွေကျပ်3000ကျော်ကိုသိမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရန်သူအလောင်း22လောင်းတနက်အလက်50နဲ့ငွေသားကျပ်3000ရရှိခဲ့တယ်လို့ဒေသခံသတင်းအရေးမြစ်ကပြောဆိုထားပါဗျ တွန်းဆန်မျိုးကိုချင်းတော်လိုင်းပူပေါင်းတပ်တွေကမေလ15ရက်နေ့ကနေစတင်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ6ရက်အကြာမေလ21ရက်နေ့မှာမျိုးကိုတင်ထားနိုင်ပြီလို့ချင်းမျိုးသားတပ်ဦး CNF ရဲ့ပြောရေးဆိုခွင့်ရှိသူစလိုင်းထန်နေကမေလ21ရက်နေ့မှာပြောပါရယ်ချင်းတော်လိုင်းတပ်တွေကမေလ15ရက်နေ့ကနေစတင်ပြီးတော့ တွန်းဆန်တဲ့ကြီခါမျိုးကိုမျိုးသိန်းစခန်းတိတ်တိုက်ပွဲဆင်နွှဲခဲ့တာဖြစ်ပြီးတော့ကြီခါမျိုးကိုမေလ20ရက်နေ့မှာတိတ်ပိုက်နိုင်ခဲ့ကတွန်းဆန်မျိုးကိုတော့မေလ21ရက်နေ့မှာတိတ်ပိုက်နိုင်ခဲ့တယ်လို့ဆိုပါရတယ်။တွန်းဆန်မျိုးရဲစခန်းနဲ့စစ်စခန်းတွေကိုမေလ20ရက်နေ့ကတည်းကတိတ်ပိုက်နိုင်ခဲ့ပေမဲ့စစ်ကောင်စီအုပ်စုကမျိုးပေါ်ကိုထွက်ပြေးပြီးတော့အစအုပ်တွေမှာခိုးအောင်ကပြန်လှည့်ပြီးတော့ခုခံပစ်ခတ်နေတဲ့အတွက်တိုက်ပွဲတွေဆက်ဖြစ်ခဲ့တယ်လို့မေလ21ရက်နေ့မှာစစ်ကောင်စီအုပ်စုကတွန်းဆန်မျိုးတွေကနေပြီးတော့မျိုးပြင်ကိုထပ်မံထွက်ပြေးသွားတယ်လို့ CNN ဖြင့်ပြောရေးဆိုခွင့်ရှိသူစလိုင်းထန်နေကပြောဆိုခဲ့ပါရတယ်။ အခုကတော့မြို့ထဲမှာစစ်ကောင်စီတပ်တွေကမရှိတော့သလောက်ပါပဲဒါပေမဲ့မြို့ပြင်မှာရောက်ပြီးတော့ရိတ်တာတစ်ခုမှရောက်နေပြီးတော့ပြန်ပြီးတော့ခိုးနေတယ်အဲ့ဒါကိုပြန်ပြီးတော့ချင်းမုံရည်တွေလုံနေတယ်ဂျက်ဖိုက်တာနဲ့ဆင်းတဲ့အဆက်မပြတ်လာပစ်နေတယ်တွန်းဆန်မျိုးကတော့စိတ်ချရတဲ့အနေထားတော့မရောက်သေးဘူးလို့ပြောဆိုခဲ့ပါတယ်တွန်းဆန်မျိုးရဲစခန်းနဲ့တပ်စခန်းတွေကနေပြီးတော့ထွက်ပြေးသွားတဲ့စစ်ကောင်စီအုပ်စုဟာမြို့ပြင်ကရိတ်တာတစ်ခုမှခိုးအောင်ပြီးတော့ပြန်လဲတုံ့ပြန်ပစ်ခတ်မှုတွေရှိနေသေးတယ်လို့လေကြောင်းပစ်ခတ်မှုအနေနဲ့ဂျက်ဖိုက်တာတိုက်လေရင်နှက်စီးနဲ့ လှည့်လည်ပြီးတော့အဆက်မပြတ်ဘုံကျဲနေတယ်လို့ slide ထန်တွေကပြောပါတယ်။အခုသူတို့ကနောက်တန်းကနေပြီးတော့စစ်ကူတွေပို့နိုင်မလား။နောက်ပြီးတော့လေချောင်းကနေပြီးတော့စစ်ကူတွေပို့နိုင်မလားဆိုပြီးတော့အဲ့ဒီကနေပြီးတော့တောင့်ခံနေကြတယ်။ ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဝိုင်းပြီးတော့ပတ်ထားတယ်ပြီးတော့သူတို့ရဲ့ဝင်လန်းဆုတ်လန်းတွေကိုပိတ်ထားတာဆိုတော့အနိကကတော့လေချောင်းအခုစစ်ကူတွေကိုအားကိုးပြီးတော့တောင့်ခံထားတာဖြစ်နိုင်တယ်လို့ပြောဆိုခဲ့ပါတယ်6ရက်ကြာတုံးစံမျိုးသိန်းတိုက်ပွဲအတွင်းမှာစစ်ကောင်စီအုပ်စုအလောင်း20နဲ့လက်နက်ခဲယမ်းတချို့ကိုတင်စီရရှိထားပြီးတော့တော်လန်ရေးရဲဘော်၄ဦးမြင့်မြတ်စွာကြာဆုံးက10ဦးခန့်ထိခိုက်ဒဏ်ရာရရှိထားတယ်လို့မြေပြင်တိုက်ပွဲဝင်တဲ့ရဲဘော်တွေစီကနေပြီးတော့သိရပါတယ်လက်ရှိမှာတော့တုံးစံမျိုးကိုစစ်ကောင်စီအုပ်စုကဘုံကျဲဖျက်ဆီးနေလို့တုံးစံမျိုးလုံးကျွတ်နှီးပါနဲ့ တွန်းဆံမြို့ပတ်လည်ကျေးရွာ30ကပြည်သူတောင်းနဲ့ခြေပြီးတော့ဘေးလွတ်ရာကိုထွက်ပြေးနေရတယ်လို့ဒေသခံတို့ကပြောပါရတယ်။တွန်းဆံမှာတော့ရက်ကွက်နှစ်ခုရှိတယ်။တစ်ခုကတော့ carbon license နောက်တစ်ခုကတော့ quarry gozen လို့ခေါ်တယ်။ထွက်ပြေးနေရတဲ့ကျေးရွာပေါင်း30ကျော်မှာကြီခါးကအင်ဂျီ300ကျော်လောက်ရှိမှာထွက်ပြေးတဲ့ရွာနံပါတ်တချို့ကတော့တွီတွားမြေ၊နတ်ဆန်ရေ၊လုံတက်ရေ၊ဖိုက်တူရေတွန်းဆံမှာလည်း196ရာခိုင်နှုန်းလောက်ကမရှိတော့ဘူး။ လက်ရှိမှာတော့စေကောင်းစီကတွန်းဆန်မြို့ကိုလေချောင်းကနေပြီးတော့ဘုံကျဲနေတယ်လို့လေချောင်းကနေပြီးတော့စစ်ကူအင်အားတွေဖြည့်ပြီးတော့တော်လိုင်းတက်တွေကိုတုံ့ပြန်တိုက်ခိုက်နေစေဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။လေချောင်းနဲ့စစ်ကူအင်အားဖြည့်လာတဲ့စေကောင်းစီအုပ်စုကမေလ22ရက်နေ့မှာဒေသခံဆစ်ဆောင်ပြည်သူတို့ချို့ကို လမ်းပြဖြစ်နေဖန်စီခေါ်ဆောင်တာရှိပြီးတော့မေလ23ရက်နေ့မှာတော့ဖန်စီထားတဲ့သူတွေကိုပြန်လွတ်ပေးခဲ့တယ်လို့တွန်းဆန်မျိုးနဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားပါဗျ။ချင်းဒေါ်လန်ရေးတက်တဲ့အနေနဲ့ကြီခါမျိုးကိုတင်ပိုက်တဲ့အချိန်တုန်းကလည်းစစ်ကောင်စီအုပ်စုအလောင်း၁၀လောင်းကနေရဲနှယောက်အပါအဝင်စစ်ကောင်စီလက်အောက်ခံ ZRA တဦးစုစုပေါင်း၃ဦးကိုအရှင်လက်ရဖန်စီရမိခဲ့တယ်လို့ CNF ရဲ့ပြောရေးဆိုခွင့်ရှိသူစလိုင်းထန်နီကပြောဆိုထားပါဗျ။ချင်းပြည်နယ်မှာမြို့တော်ဟာခါအပါဝင်ထန်တလန်ဖလန်တီးတိန်တွန်းဆန်မင်းတက်ကံပတ်လက်မတူပီနဲ့ပလောက်ဝ မြို့နယ်စုစုပေါင်း၉မြို့နယ်ရှိပြီးတော့အဲ့ဒီတဲကတွန်းဆန်ထန်တလန်နဲ့ပလောက်ဝမြို့၃မြို့ကိုချင်းတော်လိုင်းပူပေါင်းတက်တီနဲ့အရခတ်တက်တော် AA တို့ကတိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့မွန်ပြည်နယ်ကြိုက်ထုံမြို့မှာအချမ်းဘတ်စစ်ကောင်စီအတွက်အလုလုပေးနေတဲ့လက်နက်ကန်ပြူစောထီအုံမြင့်ကိုပြစ်ခတ်တိုက်ခတ်ရာတေဆုံးသွားတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် မေလ22ရက်နေ့ညနေ2:30မိနစ်30ကအချိန်ကကြိုက်ထုံမြို့တောင်ပိုင်းရက်ကွက်ရေတကားပိုင်းမှာနေထိုင်တဲ့လက်နက်ကိုင်ပြူစော့တီအုံမြင့်ခေါ်အန်ကယ်ကြီးကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တရင်း8335တက်ခွဲလေး UG တပ်ဖွဲ့ဝင်များကကြိုက်ထုံမြို့မှာရဲစခန်းလမ်းထိပ်မှာရှိတဲ့7 Mac လက်ဖက်ရည်ဆိုင်အတွင်းကိုဝင်ရောက်ပစ်ခတ်တိုက်ခတ်ရာပွဲချင်းပြီးတေဆုံသွားတယ်လို့သိရပါဗျ။တေဆုံသွားတဲ့ပြူစော့တီအုံမြင့်ခေါ်အန်ကယ်ကြီးဟာအကြမ်းဖက်စစ်ကောင်စီအာဏာသိမ်းပြီးချိန်ကစပြီးတော့လက်ရှိအချိန်အထိ နာမည်ဆိုးတဲ့ကြော်ကြားသူတဦးဖြစ်ပြီးတော့လက်နဲ့ကိုင်းဆောင်ထားတဲ့သူဖြစ်ကအကြမ်းဖက်စစ်ကောင်စီခိုင်းစေသမျှကိုအားကျုံမှန်တပ်ဆောင်ရွက်နေသူတဦးဖြစ်တယ်လို့သိရပါတယ်။ပြည်သူများကိုဝင်ညှစ်ချင်းချင်းချောက်ချင်းများကိုမကြာခဏပြုလုပ်နေသူတဦးဖြစ်ပြီးတော့ကြိုက်ထုံမျိုးမှရဲစခန်းထဲမှာရှိတယ်။ပြည်သူများရဲ့အမှုများကိုငွေအစမတန်ရယူပြီးတော့လိုက်လံညှိနှိုင်းပေးနေတဲ့သူတဦးလည်းဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးဝေရောက်ပြစ်ခတ်မှုအတွင်းမှာအုံမြင့်ဟာထွက်ပြေးသွားတဲ့အတွက်ကြောင့်လိုက်လံပြစ်ခတ်တဲ့အချိန်မှာဘေးဝိုင်းမှာထိုင်နေတဲ့ပြည်သူအမျိုးသားနှစ်ဦးကြီးရှက်ထိဒဏ်ရာရရှိခဲ့ပြီးတော့ အခုထိခိုက်မှုအပေါ်မှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကအထူးပင်စိတ်မကောင်းဖြစ်ရတယ်လို့သိရပါဗျ။ပြည်သူများအနေနဲ့စစ်ကောင်စီနဲ့ပတ်သက်တဲ့နေရာများနဲ့ဝေးဝေးနေပေးကြပါရန်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း83တပ်ခွဲ၄ UG တပ်ဖွဲ့ကတာဝန်ရှိသူတို့ကဆက်လက်ပြောဆိုထားပါဗျ။အလားတူပဲမွန်ပြည်နယ်ဘီလင်းမြို့နယ်ဇုတ်တုတ်စင်မင်းဖျားနယ်တိုက်နယ်ဆေးရုံကြားတနေရာမှာအကြမ်းဖက်စစ်ကောင်စီအတွက်အလုလုပေးနေတဲ့ တက်လွင်ဦးကိုပြစ်ခတ်ရှင်းလင်းအောင်တည်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ23ရက်နေ့မနက်9:30မိနစ်အချိန်ကဘီလင်းမြို့နယ်စုတ်တုတ်ကျေးရွာရွာကြီးတောင်ပိုင်းနေအကြမ်းဖက်စစ်ကောင်စီအတွက်အလုလုပေးနေတဲ့တက်လွင်ဦးရဲပြုတ်ဆိုသူကို ဖေးရဲပြင်းမှအဖြစ်နဲ့တတ်မှတ်ပြီးတော့ဇုတ်တုတ်ဆင်မင်းဖျားနဲ့တိုက်နယ်ဆေးရုံကြားတနေရာမှာပြစ်ခတ်ရှင်းလင်းရာနေရာမှာတွင်ပွဲချင်းပြီးတည်ဆုံသွားတယ်လို့သိရပါဗါး၎င်းပြစ်ခတ်ရှင်းလင်းမှုကိုကြိုက်ထိုတော်လိုင်းရင်အင်အားစု KRF နဲ့ကြိုက်ထိုပကဖပူပေါင်းအဖွဲ့တွေကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့တော်လိုင်းရဲ့ပူပေါင်းတပ်ဖွဲ့ဝင်များအထိကမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗါးတည်ဆုံသွားတဲ့တပ်လွင်ဦးစီကနေပြီးတော့လက်ပစ်ဘုံနှလုံးငွေကျပ်1500နဲ့အိတ်တလုံးကိုတင်စီရရှိခဲ့တယ်လို့သိရပါဗါး ကြိုက်ထုတ်တော်လိုင်းရေးအင်အားစု KRF အနေနဲ့စစ်အာဏာရှင်စနစ်ကြဆုံးသည့်အထိဆက်လက်ပြီးတော့တိုက်ပွဲဝင်သွားမှာဖြစ်ပြီးတော့ပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်ကိုအသက်ပိတ်ပြီးတော့ကာကွယ်စောင့်ရှောက်သွားမှာဖြစ်ကြောင်းနဲ့ပြည်သူလူထုအပေါ်ကိုဒဇုံတရာထိခိုက်နစ်နာပျက်စီးဆုံးရှုံးစေမဲ့ဖောက်ခွဲမှုပြစ်ခတ်မှုများအားပြုလုပ်မှာမဟုတ်ဘူးလို့အသိပေးထားကြောင်းတင်ရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းတဲကုန်းမြို့နယ်မှာစစ်သားတွေစုဆောင်းပေးနေတဲ့အင်ပင်လှရွာအုပ်ချုပ်ရေးမှူးမျိုးထုံးကိုပြစ်ခတ်တိုက်ခိုက်ရာတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။မေလ23ရက်နေ့မနက်6နာရီခွဲအချိန်မှာအင်ပင်လှရွာနေအုပ်ချုပ်ရေးမှူးမျိုးထုံးရဲ့နေအိမ်အနီးမှာပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်363 PPDF တရင်တပ်ခွဲ3 Wisdom 2အဖွဲ့ကတော်လှန်ရေးပုံများကပြစ်ခတ်တိုက်ခိုက်ရာပွဲချင်းပြီးတိတ်ဆုံးခဲ့တယ်လို့သိရပါတယ်။တိတ်ဆုံးသွားတဲ့အုပ်ချုပ်ရေးမှူးမျိုးထုံးဟာအကြမ်းဖက်စစ်ကောင်စီအလို့ကြောင့် စစ်မှုဒဏ်စုဆောင်ရမှာကျေးရွာအတွင်းမှာရှိတဲ့ပြည်သူများကိုအတင်းအဓမ္မခေါ်ယူစုဆောင်ပေးခြင်းကျေးရွာအုပ်စုအတွင်းမှာတော်လိုက်တပ်ဖွဲ့ဝင်များရဲ့မိသားစုများနေထိုင်လို့မရအောင်လို့စစ်တပ်ထံကိုတင်ပြပို့ခြင်းကျေးရွာအုပ်စုအတွင်းမှာလောင်းကစားဝိုင်းများကိုထောင်းကအကြမ်းဖက်စစ်ကောင်စီကိုထောက်ပံ့ပေးနေတဲ့သူဖြစ်တယ်လို့သိရပါတယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအနေနဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ထောက်တိုင်များဖြစ်ကြတယ် ရကြေအုပ်ချုပ်ရေးမှူးများကိုပြက်ပြက်သားသားအေးအေးဆောင်ရွက်နေပြီဖြစ်တဲ့အတွက်ကြောင့်ကြံရှိနေသေးတဲ့ရကြေအုပ်ချုပ်ရေးမှူးများလည်းပြည်သူတွေနဲ့အများဆုံးပူးပေါင်းကြရန်3631 PPDF ဖက်ရင်းကဆက်သွယ်ရေးနဲ့တရင်နဲ့ပြန်ကြားရေးတာဝန်ခံကဆက်လက်ပြောဆိုထားကြောင်းတရင်ရရှိပါရယ်ခင်ဗျာ ောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမြင်းကြံမြို့နယ်ကမ်းရွာကနေထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုကြားဖြတ်တိုက်ခတ်ရာစစ်ကောင်စီတပ်သား10ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ18ရက်နေ့မနက်6နာရီကမှကမ်းရွာကနေထွက်လာတဲ့အင်အား80ကပ်ပါတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုတော်လိုက်တပ်ဖွဲ့များကကြားဖြတ်တိုက်ခတ်ရာအကြမ်းဖက်စစ်ကောင်စီတပ်သား10ဦးကသေဆုံးပြီးတော့ထိခိုက်ဒဏ်ရာရရှိသူတွေများပြားခဲ့တယ်လို့သိရပါတယ်။အင်အား80ကပ်ပါတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုကျွန်တော်တို့မန္တလေး KI တိုင်ရင်း6 NDA နဲ့မဟာမိတ်တွေကကြားဖြတ်ပြီးတော့တိုက်ခိုက်ခဲ့တာတိုက်ပွဲတွေဖြစ်ပွားပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သား၁၀ဦးလောက်မျက်မြင်သိဆုံးတယ်ထိကြိုက်တန်းရတဲ့ခွေးတွေလည်းများတယ်လို့မန္တလေး KI တိုင်ရင်း6 NDA အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုမန္တလေး KI တိုင်ရင်း6နဲ့အတူ MGN 35ဖြောက်ကြားတပ်ဖွဲ့ MNDF မန္တလေးမြင်းကြံ KI တိုင်ရင်း2တလုံး MGN Tiger မြင်းကြံပကဖထုတ်လို့ရေးတပ်ဖွဲ့နဲ့အခြားသောမဟာမိတ်အဖွဲ့များကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်။တရင်ကတော့ရန်ကုန်တိုင်းလှေကူးမြို့နယ်စခန်းကြီးကျေးရွာမှာစစ်ကောင်စီရဲ့စစ်မှုတန်းစည်းရဲမှပါဝင်တဲ့လူငယ်များဟာဘေးလွတ်ရာကိုတင်းရှောင်ကုန်တဲ့အတွက်လူသားထိုးနိုင်ရန်အတွက်ကျေးရွာအုပ်ချုပ်ရေးမှူးကဒေသခံတွေစီကနေပြီးတော့ငွေကျပ်360တောင်းခံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မေလ20ရက်နေ့မနက်9:00နာရီမှာစခန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူးကအစည်းအဝေးခေါ်ပြီးတဲ့နောက်ရွာမှာစစ်မှုထမ်းဖို့အတွက်လူငယ်တွေမရှိတော့တဲ့အတွက်ကြောင့်အစားထိုးစီလွတ်မဲ့သူအတွက်ပတ်စံတောင်းခံခြင်းဖြစ်ကြောင်းကိုအစည်းအဝေးတက်ရောက်လာတဲ့ကျေးရွာဒေသခံတအူးကပြောပြလာပါတယ်။လူစားထိုးဝယ်ပေးမဲ့သူအတွက်တအိမ်ကိုအနည်းဆုံး2000တောင်းတယ်။တချို့တက်နိုင်တဲ့သူတွေကပို့ပေးရတယ်။ရွာမှာကလူငယ်တွေကမရှိတော့ဘူး။ပြေးတဲ့သူကပြေးနိုင်ငံသားသွားတဲ့သူကသွားဆိုတော့လေလို့သူကရှင်းပြခဲ့ပါတယ်။ စခန်းကြီးကြီးရဟာအင်ဂျီတထောင်ကျော်ရှိပြီးတော့စစ်မှုထမ်းရန်အကျုံးဝင်တဲ့လူဦးရေ200ကျော်ရှိကသုံးလတစ်ကြိမ်လူတယောက်နှုံးနဲ့ခေါ်ယူနေခြင်းဖြစ်တယ်လို့ကြီးရဒေသခံတွေကဆက်လက်ပြောပြပါဗါးအခုပတ်စံပေးပြီးတော့အစားထိုးစစ်မှုထမ်းမဲ့လူငယ်ကသူ့ဆန္ဒနဲ့သူသွားတာထင်းနေသူရတဲ့360တဲကနေပြီးတော့330ကိုဖုန်းကြီးကြောင်မှာလှူတယ်ကျန်တဲ့330ကိုသူ့မိမကိုပေးသွားတယ်လို့သိရတယ်လို့ ဒေသခံတွေကပြောပါတယ်လက်ရှိကာလဟာမိုးရင်းကိုရောက်ရှိတော့မှဖြစ်တဲ့အတွက်ကြောင့်စစ်သားအင်အားနှဲပါလာတဲ့စစ်ကောင်စီကတပ်သားတင်များအလျင်အမြန်စုဆောင်းနေခြင်းဖြစ်တဲ့အပြင်စစ်တင်တန်းပေးရန်အတွက်အကောင်းဆုံးအချိန်ဖြစ်တယ်လို့ပေါင်းတဲ့ People Defense Force PPDF ကရဲဘော်တို့ကသုံးသပ်ပါတယ်မိုးရင်းကာလဆိုတော့သူတို့စစ်ကြောင်းထိုးလို့အဆင်မပြေဘူးကျွန်တော်ဘက်ကလည်းထိုးစစ်ဆင်ဖို့မလွယ်ဘူးအဲ့ဒီအခြေအနေတွေကြောင့်စစ်သားအင်အားနှဲပါတာကိုဖြည့်တင်းဖို့အတွက်စစ်တပ်ကလူစုပြီးတော့တင်တန်းပေးဖို့အကောင်းဆုံးအချိန်ပဲလေလို့၎င်းကပြောဆိုခဲ့ပါဗျာ ပြီးခဲ့တဲ့2024ခုနှစ်မတ်လအတွင်းမှာစခန်းကြီးရွာကလူငယ်တအူးဟာပထမအကြိမ်ဖြစ်နေစစ်မှုထမ်းရန်စင့်ခေါ်ခြင်းခံခဲ့ရတယ်လို့သိရပါတယ်။လက်ရှိအချိန်မှာလယ်ကူးမြို့နယ်အတွင်းစစ်မှုထမ်းမှုအတွက်စုဆောင်းခံရတဲ့သူအရေအတွက်ဟာ200ကျော်ခန့်ရှိကြောင်းကိုဗမာရေးရာနဲ့ပြည်ပခလေးလာရေးအဖွဲ့ BACS က2024ခုနှစ် AP လ16ရက်နေ့မှာထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။စစ်ကောင်စီက2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာ စစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းပြီးတဲ့နောက်မက်စလာကနေစတင်ပြီးတော့ပထမအကြိမ်စစ်မှုထမ်းစုဆောင်ခဲ့ပြီးမေလမှာဒုတိယအကြိမ်စစ်သားတပ်များကိုထပ်မံစုဆောင်နေခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးစစ်ကောင်စီကစစ်သားစုဆောင်မှုနှစ်ကြိမ်အတွင်းမှာတပ်သားတပ်တပေါင်းကရရှိနေပြီဖြစ်ကြောင်းကိုစစ်တပ်ဝါရဖြတ် Telegram channel များမှာပေါ်ပြထားပါတယ်။အခုလိုမျိုးစစ်ကောင်စီရဲ့စစ်သားတဲ့စူဆောင်းခြင်းကိုပါဝင်လိုခြင်းမရှိတဲ့လူငယ်တချို့ဟာအိမ်နီးချင်းနိုင်ငံများကိုတရားဝင်လန်းသို့မဟုတ်တရားမဝင်တဲ့လမ်းတွေကနေပြီးတော့တွားရောက်မှုများရှိနေတဲ့အပြင်တော်လှန်ရေးတပ်ဖွဲ့များကိုလည်းဝေရောက်မှုတွေလည်းရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။